မင်္ဂလာပါ။ Audio Wine Zone နိုင်မှကြိုဆိုပါရစေ။ယခုတစ်ခါမှာတော့ Hotel တစ်ခုရဲ့15ရက်အမြင့်မှာရောက်ရှိနေပြီးကံကောင်းစွာဖြင့်အသက်ဘေးကလွတ်ခဲ့တဲ့ပို့တစ်ခုကိုဖတ်ပြပေးမှဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။တင်ထားတာကတော့မြတ်တန်ရာကြီးဆိုတဲ့ Facebook Page ကနေတင်ထားဖြစ်ပါတယ်။အသက်ဘေးနေတဲ့ငလျင်ဘေးမန္တလေးအရမင်းကိုတိုင်းငလျင်ဘေးကိုကိုတိုင်းကိုကြကြုံတွေ့ခံစားခဲ့ရတာပါ။ တန်ခိုင်ရဲ့အကျိုးဆိုတာကိုတကယ်ယုံကြည်သွားတာပါတည်ခြင်းတရားဆိုတာလက်တကမ်းမှာဆိုတာကိုလည်းတကယ်နားလည်သွားတာပါပဲအကဲကိုတည်ခြင်းတရားကနင်းနီးလေးပါပဲမန္တလေးရဲ့ငလင်းဘေးမှာရှိခဲ့ပြီးဘာမှဖြစ်ခဲ့ပဲပုံပတ်တန်ရာတစ်ချက်လဲကြတန်ရာဘာမှမရှိပဲ အခုရန်ကုန်ပြောင်းရောက်ခဲ့တယ်ဆိုတာတော်တော်ကိုကံကောင်းတယ်ပဲပြောရမှာပါပုံထဲမှာပါတဲ့ကိုရီးယားဟိုတယ်ကိုကြည့်ပါ ဖဖလုံစကင်ဖလုံမှာအเจ้าရထပြီးပက်စင်ထွက်နေပါပြီငလင်းလှုပ်တဲ့ချိန်ကိုရီးယားအဲ့ဒီရဲ့15လွာအပေါ်ဆုံးတက်အပေါ်အမုံးမရှိ Infinity Pool မှာရှုရိုက်နေတော့လူတွေအကုန်35ယောက်40လောက်ရှိပါတယ်စဖြစ်တဲ့ချိန်ကအုံးဆိုပြီးကိုရီးယားဟိုတယ်ရီနိုဗေးရှင်းလုပ်တာတခုခုဖြစ်တယ်ထင်တာအဲ့မှာ ဟောတရားစပြီးရိမ့်ထိုးလာတာစဉ်းစားကြည့်ပါအပေါ်ဆုံးထက်15လွာ အကမရှိရေကူးကံပေါ်မှာပခတ်လွဲသလိုရိမ့်ထိုးနေတာအဲ့ဒီအချိန်မှာငလျင်ကထပ်ပြင်းလာပြီးရေကူးကံကရေတွေကရှန်ကျလူတွေကအော်ကြတကယ်ကိုရေတွေနဲ့အမြင့်ဆုံးတိုက်ပေါ်မှာတယောက်လက်တွေတယောက်ဆွဲထားပြီးအောင်းနေကြရတာယခုခုသာဖြစ်ခဲ့ရင်အောက်ဆုလက်ကြီးကိုဖြစ်ကြမှာပါ ကိုကတော့ငါတို့တော့သွားပြီပေါ့ဆိုပြီးတငယ်ချင်းနဲ့တယောက်မျက်နှာတယောက်ကြည့်ပြီးစိတ်ကိုလျှော့လိုက်တယ်တီတီငြိမ်ငြိမ်ပဲချစ်ချစ်စီစာပို့ဖို့လုပ်တယ်နောက်ဘာဖြစ်မလဲမသိကြတော့သူ့လှုပ်ချိန်ကိုလည်းဖုံးဆက်မရလို့နောက်ဆုံးစာပို့ဖို့ပဲစိတ်ကူးလိုက်တယ်တကယ်တမ်းကျဖုံးကိုဖွင့်ဖို့တောင်းလက်တွေတုံးနေတာအစပိုင်းတော့ကိုလည်းလက်နာပေါ့ပြင်းအားရဲ့ အပေါ်ဆုံးထက်ရယ်လေးရယ်ရေရယ်တွေးစာကြည့်ပါတော့တကူးသာဖြစ်ရင်အကုံအလုံးသွားပြီငလင်းလှုပ်ပြီးနောက်ငြိမ်သွားတဲ့ချိန်ဓာတ်ဆရာမောင်လေးကစပြီးအကုံစင်းအမြန်စင်းသေးကုံမယ်လဲဆိုတာမှကိုလည်းပြန်ပြီးတတိဝင်လာတယ်အမောင်လေးကမပြောရင်ကြောင်းနေဦးမှာအကုံလုံးစင်းစိတ်အေးထားစင်းမယ်ဆိုပြီး ဖနက်တွေချွတ်ပြီး15လွာနေစင်းကြတာ ဘလို့စင်းပြီးနှစ်လွာကိုရောက်လာကြတယ်မသိနှစ်လွာကအဖွဲ23ယောက်လဲအကုန်ဘေးကင်းကြပါတယ်တကယ်ကိုကံကောင်းတာပါအကုန်လုံးအယောက်60နေပါဘာမှမဖြစ်ကြတာပဲတကယ်ကိုကံပါပဲဘသူမှလဲကြောက်လန့်အော်ဟဲ့ဖြစ်မနေကြတာလဲတော်ကြတာမှာပဲကိုရွေတွေမဟုတ်ဘူးဟိုတယ်တင်းနဲ့44ကံလုံးကလူတွေတိကြိုက်တန်ရာရာချင်းမရှိ အသေးပြောက်မရှိပါဘူးရှင် ဟောတယ်ကြီးကိုတကယ်ကျေးဇူးတင်ပါတယ်။အခုပြန်တွေ့တိုင်းရင်တလက်လက်တုံနေ။စကားလွာနေဘယ်ရှိန်နဲ့ဘယ်လိုပြေးစင်းခဲ့မှစဉ်းစားမရဘူး။ဟိုတယ်တွေကနေအကောင်အပြင်ထုတ်ရပါတယ်။တကယ်ပါ။ကိုလဲအစားအဲ့လောက်ဆုံးမယ်မထင်ဘူး။အပြင်ထွက်ခါမှကိုဟိုတယ်ကိုမောက်ချီပြီးလန့်လာတယ်။အဲ့မှာဒုတိယတစ်ခါထတ်လို့ဘေးကနှစ်ယောက်လက်ကိုဆွဲပြီး ရင်ကြီးပေါ်ဝှချပြီးထန်ချဟိုတယ်နဲ့တိမ်ကျော်ကတက်ကြီးပြိုကျတော့မှလန့်နာအဲ့ချိန်တုံးလာမှာအဖွဲတွေကနှစ်ယောက်ကြံသူတို့ကပြေးစင်းကားပြေးထုတ်နောက်တစ်ယောက်ကပါခေါ်ပြေးထွက်ကြတာပဲလန်တိုင်းလန်တိုင်းမှာတိုက်တွေပြူမျိုးပြက်ကြီးလိုဖြစ်ပြီးအနှိဋ္ဌာယုံတွေအပြည့်ပဲကြည့်ပြီးမှသွေးတွေပြက်လာတယ်ကိုရီကားကစီမရှိဘူးတမုန်နာထိသွားရင်ရတယ်ဆိုလို့ စီဆိုင်ကိုတောင်းတမမှန်စီဖြစ်ပြီးညဘက်ရောက်မှကြောက်ကြောက်နဲ့ဟိုတယ်ပြန်မောင်မောင်ကြီးရဲ့ဟိုတယ်ခန်းထဲကကုတ်ပစ္စည်းတွေအင်းကြီးတွေပြန်သိမ်းပြီးဘောင်လုံးကွင်းမြင့်ကြီးတွေပဲတညာလုံးထိုင်နေရတယ်ဟိုတယ်ထဲနဲ့မနေရတော့ဘူးလေချင်းတွေကလည်းကတ်လိုက်တာတညာလုံးငလင်းဘဲချိန်လာမလဲဆိုပြီးရင်တထိတ်ထိတ်နဲ့ဘဝမှာပထမဆုံးအနေဆင်းရတဲ့ညပဲမနေ့၃နိုင်ွယ်လောက်မှာတော့ မဖြစ်ဘူးငါတို့တခခုဆုံးဖြတ်ချက်ချမှဖြစ်မယ်ဒီမှာတော့ဆက်နေလို့မဖြစ်ဘူးငါတို့တော့အရင်တရားထွက်မယ်ဆုံးဖြတ်ချက်မှန်ကန်ခဲ့တယ်အစားကပြေဦးလွင်တက်ဖို့လုပ်နေတာ27မှန်ရောက်တော့ရန်ကုန်ပြန်ဆင်းဖို့အဖော်ရှိရနဲ့ပြေဦးလွင်မတက်တော့ပဲလမ်းဟောင်းတိုင်းဆင်းလာကြတယ်တလန်းလုံးလဲလမ်းတွေမကောင်းဘူးချောင်းမောင်းလာရတယ်မြို့တိုင်းမှာလည်း အဆောက်အဦပြတ်တွေရှိနေတယ်။138အောက်တွင်းရောက်မှအမြန်လမ်းပေါ်တက်ရန်ကုန်ပြန်ခဲ့ရပါတယ်။တကယ်ပါ။ကြုံတွေ့ခဲ့ရတာကဘဝမှာအကြီးမားဆုံးအသက်ဘေးနည်းရဲ့ဖြစ်ရဆိုးကြီးပါပဲ။ဒီချိန်မှသာတေချာပြန်ရနိုင်တာ။အရင်အဲ့ဒီနေ့ကတော့ကွာပြက်ရင်တလက်လက်ပဲ။အစိုးရကောင်းပါပဲ။ဒီလောက်သတင်းစိုးတွေကြားတဲ့ကိုရီးယားတော့ ကံကောင်းထောက်မစွာသုံးပတ်ရတစ်ချက်မရှိအခုတော့15လွာပြေးစင်းရတဲ့အချိန်နဲ့ပေါင်ကြောတွေနာခါရိနာတာတခုကလွယ်ဘာမှမဖြစ်ခဲ့ပါဘူးပြစ်တဲ့အချိန်မှလည်းလက်မိမဲ့တီတီငင်ငင်ဆုံးဖြတ်ပြီးလှုပ်ရှားရှိရာလှုပ်ခဲ့တယ်မန်လေးမမနေပဲချက်ချင်းပြန်ချလာတဲ့ဆုံးဖြတ်ချက်ကလည်းအယံမှန်တယ်လို့ထင်တယ်